အခု2025ကလည်းအကုန်ဟိုတိတ်မလို့တော့ဘူးကျွန်တော်အနေနဲ့2026မှာကျွန်တော်အနေနဲ့လေ့လာရမယ့် scale ငါးခုဒါမှမဟုတ်နည်းပညာငါးခုကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဒီငါးခုကကျွန်တော်တို့ beginner အနေနဲ့ဖြစ်ဖြစ်အခုလုပ်နေတဲ့သူတွေအနေနဲ့ဖြစ်ဖြစ်အကျိုးရှိနိုင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုလက်တလုံးမှာကျွန်တော်အဲ study လုပ်နေရင်းနဲ့ကျွန်တော် idea လေးရလို့အဲ့ဒီ idea လေးကိုပြန်ပြီးတော့ကျွန်တော် sharing လုပ်ပေးခြင်းဖြစ်ပါတယ် โอเคအဲ့ဒီ scale တွေကဘာတွေဖြစ်မလဲဆိုတာကိုကျွန်တော်တို့ကြောင်ရည်ပြီးရင်အချက်လောက်ကြည့်လိုက်အောင်ကြောင်ရည်ကတော့ကျွန်တော်ရဲ့ software engineering class ပဲဖြစ်ပါတယ်ဒီ class ကကျွန်တော်ဒီဇင်ဘာ20ရက်နေ့မှာစပြီးတော့ဖွင့်လာမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တပတ်ကို2ရက်တင် जा ပြီးမှာဖြစ်ပါတယ်။စနေနဲ့တနင်္ဂနွေအချိန်ကတော့ည9:00နာရီနေပြီးတော့9:00နာရီဖြစ်ပါတယ်။အဲ့ဒီ class ကို browser အနေနဲ့ programming language တက်တည်ဖြစ်စေမတက်တည်ဖြစ်စေဝင်ရောက်ပြီးတော့တက်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ဒီဟာကကျွန်တော်တို့ software engineer software development အပိုင်းနေမှာကျွန်တော်တို့က code မြင်ခင်မှာစပြီးလောရတဲ့ဟာတွေကိုကျွန်တော်ကသင်ယူပေးသွားမှာဖြစ်တဲ့တကြောင်မလို့ brown အနေနဲ့တက်ပြီးသားလို့ရှိရင်လည်းလုံးဝနောင်တမရစီအောင်လို့ကျွန်တော်အမှတ်ခံပါတယ်တက် channel ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ဒါမှမဟုတ် Facebook ဒါမှမဟုတ်လည်း TikTok တို့မှာကျွန်တော်ကို live ဆက်သွယ်လို့ရပါတယ် promotion တစ်ခုကတော့ AI integration ပဲဖြစ်ပါတယ် ကျွန်တော်တို့ကပုံမှန်ဆိုရင်ဒီ AI ကိုအသုံးပြုရဲဆိုရင်ကျွန်တော်တို့ကဒီကုတ်တွေရေးခိုင်းမယ် error တွေရှင်းခိုင်းမယ်ဒါတော့ပဲကျွန်တော်တို့ကအသုံးပြုတာကျွန်တော် application ထဲမှာတုံးတုံးဆိုထည့်မသုံးဘောเนาะဒါပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒီ AI ကဏ္ဍကတိုးတက်လာနေမြဲကျွန်တော်တို့ရဲ့ application တွေမှာဒီလို AI integration ထည့်တာကပို့ပြီးတော့ကောင်းပါလေအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ AI integration ကိုလောက်တက်အောင်ကျွန်တော်အနေနဲ့လေ့လာတော့ဖို့လိုအပ်ပါတယ် AI ဒီ AI integration ကခက်လာဆိုရင်တော့ဘာမှမခက်ပါဘူးသူတို့ SDK ဘာညာနဲ့ကျွန်တော်တို့ install လုပ်ပြီးတော့ဒီထဲမှာ setup လုပ်ပြီးတော့ API key pass ပြလိုက်ရင် OK ပါတယ်ဘယ်လိုဖြစ်ကျွန်တော်တို့အနေနဲ့ဒီလို AI integration လုပ်တဲ့ဘက်ကိုယ့်ရဲ့ကိုပိုင် AI agent တွေဘာတွေကိုဖန်တီးလို့ရပါတယ် နောက်တစ်ခုကတော့ Linux ပေါ့နော် Linux ကိုဘာကြောင့်ပြောလဲဆိုရင် Linux ကအရင်နဲ့အသုံးဝင်ပါနေကျွန်တော် Linux ကိုတည်ပြီးသားလို့ရှိရင်ကျွန်တော်တို့ရဲ့ productivity တွေလည်းတော်တော်လေးကိုညံလာပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ command line တွေကိုကျွန်းကျင်ကျင်သုံးတက်လို့ရှိရင်ကျွန်တော် mouse အောင်တုံတောင်ကိုင်းစရာမလိုပါဘူး keyboard နဲ့အကုန်လုံးသွားလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော် Linux ကိုသင်ထားလို့ရှိရင်ဘာအကျိုးကျေးဇူးရလဲဆိုရင်ကျွန်တော်တို့ server ဘိုင်းတွေကျွန်တော်တို့ကိုင်တဲ့ချိန်ညာရင် Linux မရလို့ရှိရင်တိုင်ပတ်ပါတယ် ဘာလို့လဲဆိုတော့ကျွန်တော်တို့က Linux ရဲ့ administration ကိုကောင်းကောင်းနားမလည်တာပြီးလို့ရှိရင် Linux ရဲ့ directory structure တွေကိုမသိတာပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ server ဘိုင်းလောက်ရင်တိုင်းပတ်သွားနိုင်ပါတယ်ဘာလို့လဲဆိုရင်ကျွန်တော် bin file ထဲမှာဗာထည့်တာကလေ EDC မှာဗာထည့်တာကလေအဲ library မှာဗာထည့်တာကလေ temp မှာဗာထည့်တာကလေဘာမှဗာထည့်ရလဲစသဖြင့်ကျွန်တော်တို့မသိပဲဖြစ်တတ်ပါတယ်ခုနောက်ပိုင်းကဒီ cloud ဘိုင်းเนี่ยအရင်တွင်ကျလာတာနဲ့အများကျွန်တော်တို့ကဒီ linux ပုံမဖြစ်မနေသင်ထားဖို့လိုအပ်ပါတယ် Linux ကိုသင်ထားလို့ရှိရင်အကျိုးများရှိပါတယ်။အဲ့နံပါတ်3ကတော့ Cloud Computing Phenomenon တွေပဲဖြစ်ပါတယ်။ကျွန်တော်တို့ကဒီ Booster Developer လုပ်တွေပဲဖြစ်စေ Front End ပဲဖြစ်ဖြစ် Back End ကတော့ကျင်းတယ်ပေါ့ဒီ Cloud တွေအကြောင်းသိဖို့လိုအပ်ပါတယ်။ကျွန်တော် Front End လုပ်တွေပဲဖြစ်ဖြစ် Mobile Developer လုပ်တွေပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်အနေနဲ့ဒီ Cloud Computing Phenomenon တွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။ ကျွန်တော်ရှိမှပြောခဲ့တဲ့ Linux ကိုသိထားလို့ရှင်ဒီ cloud computing လုပ်တဲ့နေရာမှာတော့မ advantage အကြီးရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ cloud ကိုကျွန်တော်တို့က manage လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ Linux ကိုအသုံးပြုရတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ Linux ရမှာဒီ cloud ကိုလုပ်တဲ့အပိုင်းကတော်တော်လေးအဆင်ပြေမှာဖြစ်ပါတယ်အကြောင်းမလို့ကျွန်တော်တို့ဒီ2026မှာဆိုရင်လည်းဒီ cloud computing အပိုင်းတွေကိုကျွန်တော်နေလေ့လာရဖို့လိုအပ်ပါတယ် အခုနောက်ပိုင်းကဒီ cloud ကအရင်နဲ့ခက်စားနေအလုပ်ကံအခွင့်အလမ်းကလည်းပိုပြီးတော့များလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ cloud ပိုင်းတွေကိုရတာကိုလွယ်ပါတယ်ဖြစ်လို့ရှိရင်ဒီအလုပ်ခေါ်တဲ့ပိုင်းမှာဆိုရင်လည်းဒီကျွန်တော် front ခေါ်ဒီ web page back end ခေါ်ဒီ web page ပေါ့နော်ကျွန်တော်ဒီ AWS Google Cloud Azure Digital Ocean စသဖြင့်ပေါ့နော်ဒီ cloud provider တွေကိုသုံးတက်သလားပြီးလို့ရှိရင် interview မှာဆိုရင်လည်းဒီအရာတွေကိုသုံးတက်သလား ဘယ်လိုမျိုးသုံးရတာလဲဆိုတာတွေကိုမေးပါတယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီ AWS ဆို Google Cloud တို့ Azure တို့ရဲ့အလုပ်လုပ်ပုံတွေဘယ်လိုမျိုးလုပ်လုပ်လဲဒီအောင်နေဘောကိုကျွန်တော်တို့က deployment ဘယ်လိုလုပ်ရလဲဒီအောင်နေနဲ့ CI/CD ဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းတွေကိုသိဖို့လိုအပ်ပါတယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်အနေနဲ့ကလည်းဒီ Cloud Computing ပိုင်းလေးတွေရဲ့ phenomenon တွေကိုကျွန်တော်အနေနဲ့သိထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကတော့ security ဘိုင်း basic ဘောတရားတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ cyber security basic တွေကိုလည်းကျွန်တော်အနေနဲ့လေ့လာထားဖို့လိုအပ်ပါတယ် ။ဟောလိစဉ်ကိုက front မဲ့လုပ်ပြီးဖြစ်စေ back end မဲ့လုပ်ပြီးဖြစ်စေဒီ security ဘိုင်းကတော့နှစ်ခုလုံးမှာပါနေရအောင် front end နေပြီးတော့ leak လည်းဖြစ်လာနိုင်တယ် back end နေလည်း leak ဖြစ်လာနိုင်တယ်ပေါ့နော်။ကျွန်တော်အဲ့လိုမျိုးတွေအဲယိုပေါက်တွေစိမ့်ပေါက်တွေမဖြစ်အောင်ကိုယ်အနေနဲ့ဒီ security concept သဘောတရားတွေ basic သဘောတရားတွေကိုကျွန်တော်အနေနဲ့နားလည်အောင်လေ့လာထားဖို့လိုအပ်ပါတယ်။ဒါတွေကကိုယ့်အတွက်အရန်အကျိုးရှိတဲ့အရာတွေပါ။ဥပမာအနေနဲ့ဆိုရင်ကိုက user တယောက်ရဲ့ password ကိုဘယ်လိုမျိုးသိမ်းဆည်းမလဲပေါ့နော်။ကျွန်တော် တခြားလူတွေဒီ password ကိုမရအောင်ကျွန်တော်အနေနဲ့ဘယ်လိုသိမ်းမလဲပြီးလို့ရှိရင်ကိုယ့်ရဲ့ API key တွေကိုကျွန်တော်အနေနဲ့ညောတခြားလူတွေမရအောင်ကျွန်တော်အနေနဲ့ဘယ်လိုသိမ်းမလဲပေါ့နော်အဲပြီးခဲ့တဲ့ရက်ပိုင်းအားဆိုရင်ကျွန်တော် API key leak သွားတဲ့ဟာကျွန်တော်တွေ့ပါလေအဲ့တောင်တော့ဘယ်လိုလဲတော့မသိပါတော့သူက test ပေးလုပ်တယ်သူကဝင်ကြည့်လိုက်တော့ API key ကြီးကဟိုလုံးဝ hide ထားတဲ့အားတော့မဟုတ်ဘူးလုံးဝဟို original အတိုင်းပါနေတယ် ဲ့လိုမျိုးပါနေတာတွေမဖြစ်အောင်ကျွန်တော်အနေနဲ့ဒီလိုမျိုးဒီ security ဘိုင်း basic concept သဘောတရားတွေကိုသိမှဖြစ်ပါမယ်ဟေ့နောက်ဆုံးတစ်ခုကတော့ system design နဲ့ architecture ပဲဖြစ်ပါတယ်။ဒီကတော့အရေးကြီးဆုံးအပိုင်းမှာပေါဝင်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကုတ်ရေးတယ်ဆိုတာက debug ခင်မှာပေါ့နော်။ AI ကြီးခက်စားပြီးနောက်ပိုင်းမှာဆိုရင်ဒီကုတ်ရေးတဲ့အပိုင်းက အရန်နဲ့အခေအားကြတဲ့အရာတော့မဟုတ်ပေမဲ့အခေအားတော့ကြတော့မှာပဲဒါပေမဲ့ဒီ system design နဲ့သွားပြီးရှင်းကြည့်မယ်ဆိုရင်တော့ဒီကောင်ကနည်းနည်းလေး system design ရဲ့ level လောက်တော့မမီသေးဘူးလို့တော့ကျွန်တော်တို့မြင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ system design နဲ့ architecture တွေကိုကျွန်တော်တို့က stakeholder တွေနဲ့ကျွန်တော်တို့က product requirement တွေ stakeholder တွေရဲ့သူတို့ရဲ့ idea တွေနဲ့ကျွန်တော်တို့ကပေါင်းစပ်ပြီးတော့ဒီ ျွန်တော်တို့ရဲ့ application ရဲ့ system တွေ architecture တွေကိုရွေးချယ်ပြီးတော့ရေးဆွဲရတာဖြစ်ပါတယ်။အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ကဒီအပိုင်းမှာကကိုကလေ့လာထားမယ်ဆိုရင်ဒါကကိုရဲ့ level ကိုကိုရဲ့ level ကိုနောက်တစ်ဆင့်တက်ဖို့အတွက်အထောက်အကူအများကြီးပြုပါတယ်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီ system design architecture အပိုင်းကိုလည်းကျွန်တော်တို့လေ့လာထားဖို့လိုအပ်ပါတယ်။ကျွန်တော်ဒီ system design architecture ကိုနားလည်ရလဲကူအောင်ကျွန်တော်လုပ်ပေးထားတဲ့ဗီဒီယိုတွေရှိပါတယ်။အဲ့ဒီမှာတွေ့ကြည့်လို့ရပါတယ်။ အဲ့ဒီအထဲမှာတော့ကျွန်တော်ကလုံးဝ basic ကြတဲ့အခြေခံသဘောတရားလေးတွေပဲပြောပြထားတာပါကိုယ်အနေနဲ့ဒီထက်ပိုပြီးဒီတိုင်းဖြစ်ချင်တဲ့ concept တွေကိုအသေးစိတ်နားလည်ချင်တယ်ဆိုရင်တော့ Google မှာတက်ရှာပြီးတော့ဖတ်ပြီးတော့လေ့လာလို့ရပါတယ်ဟုတ်ဒီကတော့ကျွန်တော်တို့2026မှာဖြစ်နိုင်ရင်2026တင်မဟုတ်ဘူးเนาะအခုကဲဆက်ပြီးတော့လေ့လာတဲ့နေပါပြီကျွန်တော်ပြောတော့နည်းနည်းနောက်ကျနေပြောတော့ဖြစ်နေပါတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကကျွန်တော်တို့ဒီ developer လောက်ပြီဆိုရင် DR တွေကိုမဖြစ်နေသူ့ကိုတီးဖို့လိုအပ်တဲ့အရာတွေပဲဖြစ်ပါလေ။ကိုက DR တွေကိုတခုမှမလေ့လာသေးဘူးလားဒီဆိုရင်အခုကစပြီးတော့ဖြည်းဖြည်းချင်းစီလေ့လာတော့ပါကိုကကို study hour လေးတွေထားပါ2နာရီဒေါ်လာကောင်း3နာရီဒေါ်လာကောင်းပုံမှန်လေးလုပ်ပါ။အဲဒါဆိုရင်ကျွန်တော်အနေနဲ့ဒါလေးတွေကိုကောင်းကောင်းမွန်မွန်နားလည်သွားပြီးတော့အခြေခံ concept တွေကိုကျွန်တော်အနေနဲ့နားလည်သွားလို့ရှိရင်တော်တော်လေးကိုအကျိုးရှိပါတယ်။ ရတော့ကျွန်တော်ရဲ့ idea တည်တံပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့စဉ်းစားမိတဲ့ဟာလေးတွေကိုကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့အားဖြင့်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ happy holiday ပါခင်ဗျာ